အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုမုံကောင်းတောင်းပီးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ Manchester United ဒါမနီကပရိတ်သတ်ဒီမနက်စောကြီးပိုင်းကျွန်တော်အဲလုပါဂျီရင်စန်ချူရဲ့တဲ့င်းနဲ့စိတ်ညစ်အောင်လုပ်ထားခဲ့မိတဲ့အတွက်ကြောင့်မလို့ အခုလက်ရှိမှာနည်းနည်းလေးဝမ်းသာစေမဲ့သတင်းလိုပဲကျွန်တော်တို့ပြောရမှာပေါ့ဝမ်းသာဝမ်းသာစေတဲ့ဆိုတော့တချို့ကြတဲ့လူကြိုက်ကြပါတယ်အဲ့ထားပါလက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းနေလာမယ့်နေရာဒီမှာ Onana အတွက် တင့်တော်တဲ့ကန့်လန့်မှုတွေရှိရင်တော့ဒါမန်ချက်စတာယူနိုက်တက်သင်းနားထောင်သွားမှာဖြစ်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြီးကတော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းမျိုးကျွန်တော်တိကျချက်တင်ဆက်ပေးခြင်းနဲ့အဲ့တော့တိကျတယ်မဲ့လာမယ့်နေရာဒီမှာဒါမန်ချက်စတာယူနိုက်တက်သင်းတွေနဲ့သူတို့ရဲ့လက်ရှိဂုတမအူနန္ဒာကသူတို့ United Standard နဲ့မပြည့်မီဘူးလို့ခန်းစားနေရခဲ့တာကြာပါပြီ။ Ruben Amorim ရောက်ပြီးဘလောက်မှမကြတဲ့အချိန်မှာဒါကျွန်တော် Ruben Amorim ကအူနန္ဒာကိုတိတ်ပြီးသဘောမကျဘူးဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တယ်ဖြစ်တယ်။အဲ့လက်ရှိလာမယ့်နေရာဒီမှာတော့ဒါကျွန်တော်အူနန္ဒာကအိုးဆိုမန်ချက်စတာယူနိုက်တက်လက်ရှိဒီပြ David Armoring က United ရဲ့လက်ရှိဘုတ်အဖွဲ့ဖြစ်တဲ့ Ineos ဆိုတာကျွန်တော်ကိုင်တဲ့အုပ်စုကိုပေါ့နော် David Sir David Brewood အုပ်စုကိုလက်ရှိမှာ owner နာကသူ့ရဲ့အသင်းမှာမရှိလဲရပါတယ်ဆိုတဲ့ကစားသမားစီးရင်ထဲမှာပါတယ်ဆိုတဲ့အဲတရင်လေထပ်ပေါ်လာခဲ့အဲ့တော့လက်ရှိမှာဒါကျွန်တော်သိကြတယ် Manchester United Ruben Amorim ကသူ့ရဲ့လက်ရှိကစားသမားထဲမှာအဲ့ကစားသမားမရှိလဲသူ့ရဲ့အသင်းကရှေ့ဆက်လို့ရပါတယ်ဆိုတဲ့ list ကအခုချိန်မှာဒါကျွန်တော် Sir Dave Brewood ဘာလို့အုပ်စုကိုပေးထားပြီးပြီဆိုတဲ့ပုံစံမျိုးကိုတရင်နေရတွေ့ရတဲ့မှာပါတယ် အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ပြဿနာဘာဖြစ်လဲဆိုအိုနာနာကိုတိုင်ပဲကစားသမားကိုတိုင်ကလက်ရှိမှာ Manchester United ကသူ့ဘောကျေးဇူးရှိတဲ့အသင်းသင်းမလို့ဒါသူ့အနေနဲ့ဒါ United အသင်းကိုလက်စွမ်းတွေပြပြီးအများကြီးကာကွယ်ခြင်းတယ်ပြောချင်တာသူကိုတိုင်ကတော့ဒါကစားအိုပြောမယ်သူကိုတိုင်ကတော့ဟိုလုံးဝအာအသင်းကမထွက်ချင်ဘူးဗျာ United ကိုသူ့အနေနဲ့သူလုတ်ပေးစရာကြီးအများကြီးရှိတယ်သူကူညီစရာကြီးအများကြီးရှိတယ်သူ့အနေနဲ့ဒီအသင်းကိုသူအများကြီးအဖက်ဖက်ကကူညီလို့ရနိုင်အောင်မယ်ဆိုတဲ့ feeling နဲ့သူ့မှာရှိတယ်အဲ့တော့အိုနာနာကပြောချင်တာဒါအကယ်၍သာအသင်းဘက်က အယောက်စီးတင်မယ်ဆိုရင်တော့မှသူကအသင်းကနေထွက်ဖို့အစီအစဉ်မရှိဘူး United အသင်းတွေကသူအများကြီးကူညီပေးဦးမယ်အများကြီးပြုလုပ်ပေးဦးမယ်ဒါကျွန်တော်သူ့ရဲ့လက်ရှိအမြင်ပေါ့နော်အဲ့တော့ United အနေနဲ့လက်ရှိမှာအဲ့ဒါကြီးကတူတွက်ကတော်လေးဆိုပြီးတော့ဘလောက်ခင်အပြောင်းရွှေ့မှာဘလောက်ပဲအသင်းကရောင်းချခြင်းကစားသမားမပြောင်းမှုဆိုရင်အဲ့ကစားသမားကတုံတန်ပြောင်းလို့မရဘူးပြောချင်တာလက်ရှိမှာကျွန်တော်အမြင်ကနောက်တစ်ခုတွေးမိတာပေါ့နော်ဒါ Onana ဘက်ကကျ Onana အနေနဲ့လက်ရှိမှာ United အသင်းကလက်ရှိသူ့ကိုပေးတဲ့လောက်ခလာစာပုံစံမျိုးရဲ့ United အသင်းကခုလက်ရှိသူ့ကိုပေးနေတဲ့ benefit ဒါ United အသင်းလိုမျိုးပုံစံမျိုးကအတုံတန်သူ့ကိုလာပြီးတရားဝင်ကမ်းလှမ်းမှုလုပ်နိုင်မှာမဟုတ်တဲ့ကြောင့်သူကပြောချင်တာဗျ Onana ဘက်ကပြန်ကြည့်တော့လေ အဲ United ထပ်ပူကောင်းတဲ့အသင်းလက်ရှိမှာဘောနာတာကျွန်တော်တို့ပို့ပြီးတော့ဂုံရှိတဲ့အသင်းတွေနဲ့သူ့ကိုပြောင်းသူ့ပြောင်းမှုအတွက်မလွဲတော့ဘာလို့လူလက်ဆွဲနေတဲ့လက်ရှိမှာဘယ်အသင်းကလည်းတုံတမ်းမှ comment နေတာမှမရှိဘူးအဲ့တော့သူ့နေသူစဉ်းစားလိုက်တယ်စဉ်းစားတဲ့အချိန်မှာသူ owner နဲ့ okay ရတာဆိုတော့ United အတွက်ပဲငါတာကတော့ဘာလို့ပဲကူညီပေးသွားမယ်ဆိုတဲ့ပုံစံမျိုးကိုသူကဆုံးဖြတ်ချက်ချလိုက်တယ်ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်တွေအခုလက်ရှိမှာနောက်ဆုံးသတင်းတွေကနည်းနည်းလေးပြောင်းလဲလာခဲ့ပြီဘာကြောင့်လဲအဖေကတော့ sorry ပါပဲအဖေကတော့ sorry ပဲအမြဲတမ်း sorry ပဲ ဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့ဒါကျွန်တော် Onana ကိုရောင်းမယ်ဆိုတဲ့သတင်းထွက်တဲ့အချိန်မှာဒါကျွန်တော်တို့ Sorry ဘက်က club ၃ခုအနေနဲ့ဒါကျွန်တော်တို့ Al Hilal အမြင်နဲ့ပါတယ်ဘယ်လိုဖြစ်လဲမသိဘူး Premier club က Al Hilal ပါတယ် Al Nassr ပါတယ်ပြီးတော့ကျွန်တော်တို့ not a club တခုပေါ့နော်၃ခု PIF က2ခုရေကျန်တဲ့တခုရေပေါ့နော်အဲ့တော့အဲ့ club ၃ခုကလက်ရှိမှာ Onana ကိုတရားဝင် ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်အဲ့တော့ အိုနာနာတရကခုနဘယ်လို United တို့ပေးဆက်မဲ့တာလုံးဝအတင်းအတွက်ကျုံးွားနေတဲ့ကောင်ကစော်ဒီလဲလာလဲကမ်းလမ်းမယ်လို့ဆိုတော့စိတ်ကပြောင်းသွားတယ်အဲ့တော့အိုနာနာအနေနဲ့ခုလက်ရှိမှာစော်ဒီဘက်ကနေပြီးတော့သူ့စိတ်ကြိုက်လာစာတခုပုံစံမျိုးသာကမ်းလမ်းခဲ့မယ်ဆိုရင်တော့အိုနာနာတရလာမယ့်နေရာဒီမှာဒါကျွန်တော်တို့စော်ဒီအာရေဗီယာကိုထွက်ခွာသွားတော့မှဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒါမနေ့က live football မှာဒါကျွန်တော်ရေးသားထားခဲ့အဲ live football ကလက်ရှိမှာအဲ့ဒီကကိုဒါကျွန်တော်ဘဒုကိုပေးထားလဲဆိုတော့ဒါ telegraph ကိုဒါကျွန်တော် credit ပေးအဲ့တော့ telegraph ကပေါ့နော်အဲ့တော့ လက်ရှိမှာဒါကျွန်တော်ဆော်ဒီအာရေဗျကိုအိုနာနာတယောက်ပြောင်းဖို့အတွက်တဖြည်းနဲ့တဖြည်းတတော်လေးကိုဒါကျွန်တော်တို့ အခြေအနေတွေအရဒါကျွန်တော်တို့ယာကိုင်းနှုတ်တွေများလာခဲ့ပြီအဲ့တော့ပြောချင်တာဒါပထမတော့ United အသင်းကိုကူညီခြင်းနဲ့ United အသင်းကိုမှကာကွယ်ခြင်းနဲ့ကဲ့တင်ခြင်းနဲ့ဆူလေဒါကျွန်တော်ဦးနန္ဒာတယောက်ကစော်တီလဲလာကိုလီဒန်စပြောင်းလာတယ်လို့ပဲဆိုတော့ပြောချင်တာဒါသူ့ကိုလုခလာတာများများပြီးနိုင်နေဆိုရင်တော့ဒါကျွန်တော်တို့စော်တီဘက်ကိုပြောင်းသွားမယ်အဓိကဒီနေရာမှာဒါကျွန်တော်ပထမဆုံးပြောရမယ့်အချက်ကဘာလဲဆိုတော့ United ဘက်ကနေပြီးတော့ဦးနန္ဒာအတွက်တောင်းမဲ့ဈေးပဲဦးနန္ဒာနေလည်းလူလက်ရှိမှာ United မှာစာချုပ်တက်တန်းရလဲအနေငယ်ကြံနေသေးတဲ့အတွက်ကြောင့်မို့ United ကဒါဦးနန္ဒာအတွက်ဈေးက အသင့်တင် OK တဲ့ပုံစံမျိုးလောက်တောင်းမယ်ဆိုရင်ဒီအပြောင်းရွှေ့ကဖြစ်သွားနိုင်တယ် no worry a စစေးပဲဒါပေမဲ့ United ဘက်ကခုနပြောသူပြဒါကျွန်တော်တို့ဟိုနည်းနည်းပေါ့နော် Euro တန်းသူတို့ခေါ်တဲ့ဈေးလောက်နေပြန်တောင်းမယ်ဆိုရင်အဲ့ဒါကတော်တော်လေးကိုမလွယ်မဲ့ဈေးတစ်ခုပြဿနာတစ်ခုလို့ဖြစ်လာတယ်အဲ့တော့ ပြောတင်တာလက်ရှိမှာ United ဘက်ကဒီ Onana အပြောင်းရှိဖို့ဖြစ်ချင်နေဆိုရင်တော့ဒါကြောင့်သူတို့ဘက်က United ဘက်ကရှော့ရမယ် United Euro တန်း20 25တန်းပတ်ချလေးဝင်ကြတဲ့ Onana ကိုရောင်းရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့တော့ United ဘက်ကတော့ကျွန်တော် Onana ကိုဝယ်တုန်းကဝယ်ခဲ့တုန်းကပြန်ကြည့်မယ်အချိန်နဲ့ပြန်ကြည့်မယ်တော့တော်တော်လေးကိုရှုံးသွားမယ်ဒီစားတကူဒါပေမဲ့ ယူနိုက်တက်ပြည်သက်တွေကရှုံရှုံနိုင်နိုင်ဒီလိုကောင်မျိုးမြင်မြင်ရောက်မှုအတွက်ဒါပြည်သက်တွေကအခုချိန်မှာတိုက်တွန်းနေတာကိုတွေ့ရမှာအဲ့တော့ဆော်ဒီကိုတော့လက်ရှိမှာအူနန္ဒာကပြောင်းမှုဆရာထက်တန်နေတယ်ယူနိုက်တက်ကလည်းသူတို့အတွက်ကအဆင်ပြေမဲ့ကြီးတစ်ခုရမယ်ဆိုတော့အူနန္ဒာကိုလာမဲ့နွေရာဒီမှာလက်လွတ်သွားမယ်အဲအဲ့ဒီမှာဒါကျွန်တော်တို့ခုန Telegraph ရဲ့တင်ကဒီမှာမပြီးသေးပဲနဲ့ကျွန်တော်တို့လက်ရှိမှာ sorry ပါအခုလက်ရှိမှာဒါကျွန်တော်တို့သူ့ရဲ့ နေရာကိုအစားထိုးသွားမယ်ကစားသမား2ယောက်ဒါကျွန်တော်နာမည်ကြီးစပြီးထွက်လာခဲ့တယ်အဲ့တော့ခုနပထမတော့ United နေရာမှာဒါကျွန်တော် United အသင်းရဲ့ဂိုးသမားနေရာမှာနာမည်ကြီးအများကြီး4ယောက်5ယောက်ထွက်တယ်မမေရတာကျွန်တော်တို့ Mike McGann ပါတယ်ဒါအိုးကျွန်တော် James Ruffo ပါတယ်လက်ရှိမှာဒါကျွန်တော်တို့အာဗာလဲ Argentina သားကျွန်တော်တို့ Atletico Madrid ကနေပြီးတော့အခုလက်ရှိမှာအငှားပတ်ထွက်နေတဲ့ဂိုးသမားပါတယ်အဲ့တော့ပါအခုလက်ရှိမှာ United အသင်းကတဖြည်းဖြည်းနဲ့ဒါကျွန်တော်ဂိုးသမားနေရာကိုအစားထိုးမယ်နေရာနည်းနည်းလေး short ချလိုက်ဖို့ရတယ်အဲ့တော့လက်ရှိမှာ United ကတော့ဒါကျွန်တော်တို့အသက်ငယ်ပေါ့နော်အသက်ကြီးမှုအသက်ငယ်တဲ့ဂိုးသမား2ယောက်ကိုအခု လည်းရှိမှဒါပြစ်မှတ်ထားရတယ်။ပထမဆုံးတစ်ယောက်ကဒါကျွန်တော်ဟိုနေ့ကမှပြောခဲ့တဲ့ Lucas Cavalier Chevalier လည်းခေါ်မယ် Cavalier မသိကျွန်တော်မသိ Chevalier ပဲထားပါ။အဲလက်ရှိမှဒါ Lucas Chevalier ကတော့တည်ကြတဲ့အတိုင်းပဲဒါကျွန်တော်တို့ goal ဖမ်းတာမဖမ်းတာတော့လက်ရှိမှတော်တော်လေးကိုပြောရတဲ့ဥစားအခြေအနေဒီအဲဆွေးနွေးရတယ်မဲ့ lucky အချိန်မှာဒါ Twitter မှာ Lucas Chevalier အကြောင်းရှာလိုက်ပြီဆိုရင်ကဘာပေါ်မှာအချောဆုံးသောဂိုးသမားနံပါတ်1နေရာမှာသွားတယ်ပြီးတော့ခုနကကဘာပေါ်မှာအချောဆုံးသောဘောလုံးသမားတွေထဲမှာနံပါတ်1နေရာမှာသွားတယ် ပြောချင်တာကဟိုနဘောသူပဲ at least တော့ဟိုနဘောဂိုဖတ်နဲ့ဂိုဖတ်ကောင်းတယ်မကောင်းဘူးတော့မသိကြအောင်မီဆန်မောက်သူပဲရုပ်ချောပြတာနေတယ်ဂျီနဲ့နေတယ်ဆိုရင်တော့ဒါလေးကတော့မဆိုးလို့ပဲပြောရမယ်တဲ့မှာပါတယ်ဘောနော်တော့ Lucas Chevalier ကအခုလက်ရှိအသက်အရွယ်အဖြစ်ဂိုးသမားတက်နေကြည့်ရင်တော့တော်တော်ကြီးကိုငယ်သေးတယ်အသက်အရွယ်အဖြစ်ခုမှ23နှစ်ပဲရှိသေးတယ်ကဘာဖလားဒါကျွန်တော်တို့အဲကဘာဖလားရတာဟုတ်ပါဘူးဒီကောင်ဘာရတာလဲ သူဒီဒီကိုသူ့ပုံစံကပပလန်တော့မဟုတ်ဘူး sorry ပြင်သစ်ချန်ပီယံကိုလိုင်လီနဲ့ရထားတာမဲကပပလန်ပုံစံပြင်သစ်ချန်ပီယံစုကိုဒါကျွန်တော်တို့လိုင်လီနဲ့ရထားတဲ့အတွက်ကြောင့်ဒါမဆိုးလို့ပြောလို့ရတယ်ဒါ ်ပြီးရကြည့်လို့ရှိတဲ့နေရာမှာဒါမှမရထားဆိုတော့မစိုးဘူးအဲ့တော့လက်ရှိမှာဒီကစားသမားကတော့ကျွန်တော်26ဘွဲကန်ပြီးကလေးရှိ9ဘွဲရတယ်ဒါကျွန်တော်တို့28ခုပြီးတာဒါတဘွဲတကူနှုံးဆိုတော့ပြန်ကြည့်မယ်ဆိုရင်အဲ့လောက်တော့မစိုးတော့ဘူးဒါပေမဲ့ခုနပြောသဘဲလူကက်ချက်ဗလီယာကဒါကျွန်တော်ဂိုးသွင်းဆွဲရင်နေမှုပဲနဲ့စော်ကြည့်တဲ့ဆွဲရင်မှာပါဒါတော်တော်လေးကိုမြင့်မာတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ကြောင့်ဒါကချီချူဖို့ကောင်းတဲ့ကစားသမားတစ်ယောက်လို့ဒီနေရာမှာကျွန်တော်ဆိုချင်ပါတယ်နောက်တစ်ယောက်ကလက်ရှိမှာတော့ကျွန်တော်ဘယ်ဂျီယံရဲ့ကစားသမားလူငယ်ကစားသမားပဲသူကတော့ခုနကလူကက်ချေဗီချေဗလီယာတဲ့သူကတော့ တနစ်ငယ်တဲ့သူအသက်22နှစ်ပဲရှိသေးတယ်သူကတော့ဘယ်ဂျီယန်သားအခုချိန်မှာဒါကျွန်တော်တို့ဒီကစားသမားကဒါကျွန်တော်တို့ Royal Annual ပေါ့နော်ဘယ်ဂျီယန်လိမာကန်နေတယ်လက်ရှိမှာဒါသူ့ရဲ့လက်ရှိခြေစွမ်းကတော့ဒါကျွန်လက်ရှိလက်စွမ်းကတော့ဒါကျွန်တော်ခုနက Chevillian နဲ့ပြန်ရှင်မယ်ဆိုတော့နည်းနည်းလေးကွာတယ်ဗျဒီကစားသမားကဒါဘယ်ဂျီယန်လိမာတော့မှဒါကျွန်တော်ပွဲ30ဖန်ထားခဲ့ရ Sorry ပါအချိုးရစားအများကြီးချောင်းနေစိုးနေတယ်မလကီဘတ်တော်အချိုးရစားအများကြီးခောင်းနေဆိုတော့ ကျွန်တော်တို့ဒါပွဲပေါင်း30ကန်နဲ့ပွဲပေါင်း30မှာဒါကျွန်တော် clean sheet 9ပွဲရတာပြီ32ကိုတွင်းခခဲ့ရတယ်အဲ့ပြောချင်တာ100ကို twin ကိုပေးလိုက်ရတဲ့ twin ကိုနှုံးကတော့ chevalier နဲ့သိမကွာဒါပေမဲ့ clean sheet မှာပြန်ကြည့်ရင်တော့9ပွဲလောက်ခွာတယ်ဒါပေမဲ့သူကလည်းပွဲပူ sort ထားတဲ့ကြောင့်ဒါပြောလို့တော့မရဘူးအဲ့တော့ပြောချင်တာနှစ်ကောင်လုံးကဒါ similarity ကသိတော့မကွာဘူးအတူတူလောက်ပဲရှိရနေတာမှာအဲ့တော့ နှစ်ယောက်လုံးကတော့ချို့သောပြည်သက်တွေနဲ့ယင်းနေကြမှာကျွန်တော်ချက်ဗလီယာကိုယင်းနေတယ်ဘာကြောင့်လဲကျွန်တော်ရတာ Twitter account မှာဒါကောင်မလေးတွေကအာဒီကောင်လေးတအားချောတယ်ဆိုပြီး let's one ဆက်ဆက် share နေတော့ကျွန်တော်တို့ကတွေ့ဘူးတဲ့ဆရာသမားကြီးအဲ့တော့ဟို Sanal Lemons ကိုတော့ကျွန်တော်ကတိတ်ပြီးမတွေ့ဘူးဒါတို့လက်ရှိမှာဒါကျွန်တော်ရေးသားထားလို့ဒါ transfer market မှာကြီးပြပြတာရှိတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုချက်ဗလီယာနဲ့ Sanal Lemons ကိုတော့ဘာလို့ပူရွေးမယ်ဒါခုနကပေါ့အင်ကြီးပူရအောင်ကောင်မလေးတွေစော်ကြည့်မယ် ်ချက်ဗလီယာကိုပဲရွေးကြမလားမစ္စတာမောင်တို့မဖြစ်ဘူးတော့ရေးကြည့်တယ်ယုတ်ကလေးချော်ပြီးဘာမှလုံးလို့မရဘူးဆိုတော့နှမျိုးဖို့ကောင်းနေတာမှရှိတယ်အဲ့တော့ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ဒီ for you တို့မှာကျင်းလို့ဆိုတော့ပေါ့ကိုတင်လို့ရပါတယ်များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေမှာလေ youth sport media 3.0နဲ့ဒီ for you တို့ရဲ့ လင့်လေးတွေကိုထည့်ပေးထားကြပြီးတော့မတ်ကကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလည်း clip ဖို့မမိကြပါနဲ့ဦးဗျမြန်မြန် clip မှာမြန်မြန်နာဖြစ်ပါတယ်အားလုံးပဲကြည့်ကြပါနဲ့ကောင်းမွန်တော်လေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AA စစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကြည့်ကြပါနဲ့ကောင်းမွန်တော်လေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲဒီပါဗျာ